တော့ဒီချိန်မှာစာလုံးမယ်ဆိုရင်တော့ကျွန်တော်ခိုတိုဘာဂေါ်ကြီးနဲ့ခန်းကြီးကိုထိုင်ပြီးတော့အချိန်ကုန်ခံပြီးလုပ်နေမယ်အစားကျွန်တော်တို့တွေ JPD ဆောင်ဘွယ်နှီးလိုက်ပေါ့နော်အဲဒီဘက်လောက်ပဲကျန်တော့တယ်ဆိုတော့ဒီအချိန်ကျမှကျွန်တော်တို့စာထားလုပ်မယ်ဆိုရင်အမှတ်ကောင်းကောင်းရဖို့အတွက်ဘယ်ဟာလေးကိုအဓိကထားပြီးတော့လုပ်မလဲပေါ့နော်ကျွန်တော်သာဆိုရင်ဘယ်လိုလုပ်မလဲဆိုတာလေးကိုကျွန်တော်နည်းနည်းပြပြပေးပါမယ် Effect ကနေ M1D အတိုင်းလုပ်ခဲ့တာပေါ့နော်ကျွန်တော်လည်းအဲ့လိုပေါ့နော်အနားနီးမှာစာကတ်လုပ်တဲ့အကျင့်ပေါ့နော်ရှိတယ် လုံးဝမကောင်းပါဘူးနော်အရင်ထဲကနေပြီးတော့ကျွန်တော်တို့တိတိကျကျလေးကျင့်တာတော့ပိုကောင်းတယ်ဒါပေမဲ့အနားနီးမှာကတ်လို့တယ်ဆိုပေမဲ့လည်းစာတင်ချင်းစာစာတင်ခန်းထဲမှာတော့တိတိကျကျစာကိုလိုက်ပြီးတော့အဲမှတ်တယ်တင်ယူတဲ့အကျင့်အရတော့ရှိတယ်ပေါ့နော်အဲကြောင့်မို့အရင်ထဲကတော့စာလုံးဝလုံးဝစာကိုလုံးဝစိတ်မဝင်စားဘူးထိလဲထိမတွေ့ထားဘူးဆိုရင်တော့အနားနီးမှာကတ်လို့လည်းမအောင်နိုင်ဘူးပေါ့နော်ဒါတော့အားလုံးသိပြီးသားဖြစ်ပါတယ်ဆိုတော့ဒီချိန်မှာစာပြီးစာထလုံးမယ်နည်းနည်းပဲပါလေးကျင့်ကျင်တဲ့စိတ်တွေပေါ်လာနေဆိုရင်ဘယ်အပိုင်းကိုအဓိကထားပြီးလုပ်တင်လဲဆိုတော့ကျွန်တော်ရဲ့တူတဲ့အမြင်ရပြောပြပေးပါမယ်အားလုံးသိပြီးသားအတိုင်းကျွန်တော်တို့ခေါ်ဤ ကိုတိုဘာခန်းကြီးပေါ့နော်အဲ့တော့ကျွန်တော်ဒီဥစ္စာရေးကြည့်တာမှန်တယ်ဂေါ်ကြီးတွေကျွန်တော်တို့သိထားမယ်ကိုတိုဘာကြွယ်ဝထားမယ်ဆိုရင်တိုကိုင်းဖတ်တဲ့ခါမှလည်းအဆင်ပြေနိုင်တယ်လို့ချောကိုင်းတထောင်တဲ့ခါမှလည်းအဆင်ပြေနိုင်တယ်ဒါအားလုံးသိပြီးသားပေါ့နော်ဒါပေမဲ့အရေးကြီးတဲ့ဆိုတဲ့အရာကအရင်ကလောက်လာဖို့လိုတယ်ပေါ့နော်အနားနီးမှာကတ်လို့ပြီးတော့ဟိုလွယ်လွယ်ကူကူလည်းမမှတ်မိနိုင်တယ်လို့ကိုမှတ်မိထားတဲ့ခန်းကြီးကိုတိုဘာကလည်းစောင့်ဝဲမှာပါလာမယ်လို့လုံးဝမပြောနိုင်ဘူးဒါဖြစ်လို့လဲဆိုတော့ကျွန်တော်ပြပြမယ်ပေါ့နော် န်သရီမှာဆိုရင်ကျွန်တော်တို့ခန်းကြီးအလုံး6အနီးပါးလောက်ရှိတယ်ခန်းကြီးကိုကျွန်တော်ပြောမယ်နော်6အနီးပါးလောက်ရှိတယ် n4 ကခန်းကြီးလည်းပါလာနိုင်တယ် n2 မှာဆိုရင်ဒါပြက်မြောက်ကိုပြောတာပါနော် n2 မှာဆိုကျွန်တော်တို့1000နီးပါးရှိတယ် n3 ကခန်းကြီးပါလာမယ် n1 မှာဆိုရင်2000နီးပါးရှိတယ် n2 ကခန်းကြီးလည်းပါလာမယ်ဆိုတော့အဲ့ဒီဟာတွေကိုခုချိန်တန်းမှာကျွန်တော်တို့ကချရေးလေ့ကျင့်မှတ်နေမှာဆိုရင်အချိန်ကုန်တယ်ဘာဖြစ်လဲဆိုတော့အမှတ်ရဖို့အရန်နေတယ်ကိုကတခြားလုပ်လိုက်လို့အမှတ်တွေအကုန်လုံးယူနိုင်တယ်ဆိုရင်တော့မှခန်းကြီးခိုးတော့မှအမှတ်အဲ့လောက်တွေယူဖို့ကမလွယ်ဘူး ဒါပေမဲ့တခုရှိတာကခန်းကြီးကိုတော်ပါနဲ့ကိုကြီးကိုမလုပ်တော့ဘူးဆိုရင်တော့ဝန်ပေါ်တော့ရဖို့လိုတယ်အဲ့ဒါမှာကျွန်တော်တို့ဒီဘိုင်းလေးနဲ့ကတ်ကြရဲဆိုတဲ့ဟာကြီးမဖြစ်ဘူးလိုတယ်ပေါ့နော်အရန်နှမျိုးကောင်းတယ်အဲ့ကြောင့်မို့ကျွန်တော်ဝန်ပေါ်တော့တခြားလေးလုပ်ထားတင်တယ်ကျွန်တော်ကတော့ဟိုကျွန်တော်ကိုယ်တိုင်ကဟိုကိုယ့်ကိုယ်ထင်တာပေါ့နော်ဘုံဘို grammar နည်းနည်းလေးအားတာတယ်လို့ထင်တယ်အရှိကခန်းကြီးကိုကြီးတဲ့ဟိုတက်ဆိုင်အဲ့ကြောင့်မို့ကျွန်တော်ကဘုံဘိုးလေးကိုပဲဒီနေ့ဖြိပလိုက်တဲ့အချိန်မှာအရှိကအပိုင်းကအမှတ်ကတော့ဒီဆိုးဆိုးရွားမဖြစ်ဘူးပေါ့နော်ဒီကလှုပ်စေချင်တာဒုတ်ကိုင်းပေါ့နော် ဘာဖြစ်လဲဆိုတော့ဒုကိုင်းကကျွန်တော်တို့ high ten ကတက်ကြိုက်လို့ပြောတဲ့အတိုင်းပဲကျွန်တော်တို့ကအမှတ်အကွာဟမှုအရင်များတယ်တပုတ်မှန်လို့သုံးမှတ်ရွားနိုင်တယ်လို့တပုတ်မှားလို့သုံးမှတ်ရော့သွားနိုင်တယ်ဆိုတော့အောင်ချင်းကြချင်းကလည်းဒုကိုင်းပေါ်မှာအများကြီးမူတည်နိုင်တယ်ကျွန်တော်တို့ကအမှတ်တရအောင်မှတ်ကို65မိနစ်ကြာတဲ့သူတွေရှိတယ်60လောက်နဲ့ကြာသွားတဲ့သူတွေရှိတယ်ဒုကိုင်းသုံးဘောင်တာမှန်သွားမယ်ဆိုရင်အောင်သွားနိုင်တဲ့အနေထားတွေပေါ့နော်အဲအကြောင်းလို့ကျွန်တော်ကဒီချိန်မှာဒီသူတို့ဖြစ်ကျွန်တော်မေကုံဟောင်းပေါ့နော်မေကုံဟောင်းဒုကိုင်းကိုတိတ်တိတ်ချာချာလှုပ်စေချင်တယ် ဒီနေရာမှာကျွန်တော်တို့ကဟိုတချို့ရှိတယ်ပေါ့နော်တိုကိုင်းမီကုန်းကောင်းကိုကျွန်တော်တပုတ်ဖြေလိုက်တယ်အဖြေပြန်တိုက်တယ်ပြန်ပြီးတော့စီစက်တယ်ပေါ့နော်ကိုပဲညာလေးလိုအပ်ချက်ရှိတယ်အဲ့ဒါကျွန်တော်တို့မကောင်းလို့ထင်ပါတယ်ဟိုမီကုန်းလုပ်တဲ့ခါကျရင်ကျွန်တော်အစအဆုံးကိုဆောင်ဝက်ဖြေတဲ့အတိုင်းအမှတ်ဒီအချင်းအချင်းမှတ်ပြီးတော့ပေါ့နော်လုံးတင်တယ်လို့ကျွန်တော်တော့ထင်တယ်အဲ့ဒီ pressure နဲ့အဲ့ဒီခေါင်းတွေပူလာတဲ့ဒဏ်ကိုကျွန်တော်တို့ခဏခဏခံနိုင်အောင်မီကုန်းအဆုံး ဒါဖြစ်အခုချိန်ကနေစပြီးကျွန်တော်တို့၅စုံလား၆စုံလားရသလောက်ပေါ့နော်အချိန်မီသလောက်ကိုခေါင်းနေပူထူတဲ့အထိကျွန်တော်လှုပ်တင်တယ်အဲ့ဒီအတွေ့အကြုံနဲ့အဲ့ဒီခံနိုင်ရည်ကဆောင်းဘွဲမှာလုံးဝတိတာတယ်ပေါ့နော်ဒုတ်ကိုင်းတစ်ပုံလုံးကို100%နားလဲသဘောပေါက်ပြီးတော့အဖြေရသွားတယ်သူဆိုတာအယမ်းရှာတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကခေါတိုးပါခန်းကြီးမသိရလဲပါလာနိုင်တယ်လို့အချိန်တစ်ခုရလဲကျွန်တော်တို့အကုန်လုံးဖတ်နိုင်ဖို့ဆိုတာမလွယ်တဲ့အနေအထားတွေမှာရှိရတဲ့အတွက်ကြောင့်ကျွန်တော်တို့က point ကိုဖမ်းဖို့အတွက်ကိုလေ့ကျင့်မှုများများလုပ်ဖို့လိုတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ ဆိုတော့ဒုကန်ကိုမင်းများလုပ်လေကျွန်တော်အမှတ်မင်းများရနေလို့ကျွန်တော်တူတဲ့အမြင်ရထင်ပါတယ်။သူများလည်းတော့ကျွန်တော်ကွဲကောင်းကွဲနေနေပေါ့နော်။အဲနောက်တစ်ခုကကျတော့ကျွန်တော်ချော့ကိုင်းပေါ့နော်။ဒီ listening mind ပေါ့။ဆိုတော့ listening mind ကတော့ဂျပန်မှာနေတဲ့သူတွေကတော့အလောက်ဒီခက်ခက်ခက်ရှိမယ်လို့ကျွန်တော်ကတော့တိုက်တော့မထင်ဘူး။ဘာလို့လဲဆိုတော့နားရည်ဝနေလို့ပေါ့နော်။ဒါပေမဲ့လေ့ကျင့်မှုကတော့ကျွန်တော်လုပ်ရမှာပဲလေ။ဆိုတော့ပြီးရင်တော့ကျွန်တော်ချော့ကိုင်းကိုလုပ်တင်တယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ချော့ကိုင်းမှာလုံးဝအမှတ်မနည်းဘူးအရေးကြီးတယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒုကိုင်းရဲ့ဘုံဘိုးရှိရခေါကြီးရဲ့ကခက်မသိလို့ ်မှားသွားတဲ့အရာတွေမှာအမှတ်လုံးဝကျသွားနိုင်တဲ့နေသားတွေရှိတယ်အထူးသဖြင့်ဒိုကိုင်းပေါ့နော်ကိုကမှန်တယ်လို့ထင်ပေမဲ့မှားသွားနိုင်တဲ့အခါမှာအမှတ်ကကျလာနိုင်တဲ့နေသားတွေရှိတယ်ဒါပေမဲ့ကျွန်တော်ချောကိုင်းကတော့တေချာချာနားထောင်ပြီးတေချာဖြေရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မှားဖို့မတင့်တော့ဘူးပေါ့နော်အဲ့တော့အမှတ်ကိုရနိုင်သမျှရအောင်ယူထားတယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်အားလုံးကြည်ပြီဆောင်ပွဲကိုအောင်မြင်ဆုံးဖြစ်နိုင်ပါစေလို့ညွှန်လင်းပါတယ်